ည်းပေါင်ဝင်စီချင်တယ်အဲအားကြောင့်ကျွန်တော်ဖုန်းလေးကိုဗီဒီယိုခေါ်ခေါ်ပြီးတော့ထောင်းပြီးတော့ဖေးနဲ့အတူတူကြည့်လို့ရအောင်လေးလုပ်လိုက်ပါတယ်ဒီနားမှာမရှိခဲ့ပြီမဲ့လည်းတန်ကောင်းကနေတော့အစကနေစုံလို့ထီတော့ပါသွားပါတယ်ဒိုဘဲလေးရောချချင်းချင်းလက်ဆောင်ပေးရင်တော့ရှက်မှာပဲဒီလက်ဆောင်ကတော့တော်တော်လေးကိုတန်ဖိုးကြီးတဲ့ထက်မှလည်းပါပါတယ်ကျွန်တော်လည်းဒီထက်မကပိုပြီးတန်ဖိုးကြီးနိုင်တဲ့လက်ဆောင်လေးတွေပေးဖို့လည်းရည်ရထားပါတယ် ော်သင်္ကလာပါဟုတ်ကဲ့ဒီနေ့ကကျွန်တော်ရဲ့အဖေ69နှစ်ပြည့်မွေးနေ့ပေါ့နော်69နှစ်နေ့မှာလိုအပ်မဲ့အဲတက်ဆိုင်ဒီနေ့မှာလိုခဲ့ဖြစ်တာပါရောဆရာတော်အကြောင်းမှာကျွန်တော်တို့သင်္ကန်း90စွန်ချွေးရတော့100ချောတော့ကျွန်တော်တို့လိုခဲ့ဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီနေ့မှာဖြစ်ချင်တာကတော့ကျွန်တော်အပြင်နဲ့တူတူဟိုဒီမှာ wheelchair လေးနဲ့တူတူလိုချင်တာပေါ့ဒါပေမဲ့အဖေကဟို operation ခွဲလိုက်ရတယ် ခွဲလိုက်တဲ့ခွဲလိုက်ရတဲ့ပုံမှာလည်းဟိုအောင်မြင်ပါလေဟိုကျဲမရေးတဲ့ပုံပြီးကောင်းလာတယ်ဆိုလည်းမြင်ရပါတယ်အဲ့ဒီပုံမှာလည်းဆရာဝင်ရတဲ့ချက်နေခိုင်းသေးတယ်ခိုင်းကောင်းမှာချက်ပြီးတော့လည်းနည်းနည်းလေးတော့ကြည့်ရမှာပေါ့အော်ကြည့်ရအောင်မယ်အခြေအနေလေးကိုဒါကြောင့်ကျွန်တော်ကโอเคတယောက်ဆက်ပဲပြန်လာပြီးတော့အဖေအဖေကိုစားကျွန်တော်ကဒီမွေးနေ့ကိုဦးဆောင်ပြီးတော့ဟိုလုပ်ခဲ့ဖြစ်ပါတယ်အဓိကတော့ဟိုဒီအဖေရဲ့မွေးနေ့ကိုအမြဲတမ်း ဒီရိုးစရာဒီရိုးစရာတော့ကြောင်းပါအများနဲ့လုတ်ခဲ့ဖြစ်ပါတယ်နှစ်တိုင်းနှစ်တိုင်းကိုဟိုလုတ်ခဲ့ဖြစ်ပါတယ်ဟိုဘာဖြစ်ဆိုတော့အဖေကငငယ်ကလေးကကိုဒီကြောင်းမှာအများနဲ့ဟိုကိုရင်ပဲဖြစ်ဖြစ်ဟိုဟာဖုန်ကြီးပဲဖြစ်ဖြစ်ဦးစင်နဲ့အနေနဲ့ပဲဖြစ်ဖြစ်အများနဲ့ဟိုရှင်ပြူခဲ့ပြီးတော့ကျွန်တော်လည်းဒီကြောင်းမှာလည်းနှစ်ခါတော့နှစ်ခေါက်တော့ဟိုရှင်ပြူခဲ့ပါတယ် ဆိုတော့ဒီဖုန်းကြောင်းလေးကတော့ကျွန်တော်တို့အတွက်အရန်ကိုတန်ဖိုးကြီးတဲ့အကြောင်းအကြောင်းဖြစ်ပါတယ်ရောဆရာတော်ကိုရောဆရာတော်ဦးတီဗီကိုရောကျွန်တော်တို့ကဟိုအရန်ကိုကြည်ညိုသေးသေးကြည်ညိုသေးစားပါတယ်ပေါ့နော်အဲ့ဒါဒါအကြောင်းကျွန်တော်တို့ကဒီအကြောင်းကိုအများနဲ့လာခဲ့ဖြစ်ပါတယ်ကျွန်တော်အဖေက16နှစ်နေမှာမွေးနေ့ကိုဘန်ကောက်မှာချင်ပပို့များတယ်တဲ့ပြောလိုက်တဲ့အချိန်မှာကျွန်တော်ကဟိုအဖေကိုမတိမတာလေးလက်ဆောင်လေးတစ်ခုဝယ်သွားပေးခြင်းတယ် ရေကောင်ကနေအဲ့ဒီလက်ဆောင်ကလည်းနိုင်တလုံးစာဖြစ်ပါတယ်ဘယ်လိုပြောမှလဲယောက်ျားအချင်းချင်းအုံမျိုးလက်ဆောင်ပြရသေးရောပထမဆုံးမဟုတ်ပါဘူးဖေးကလည်းလက်ဆောင်တွေအရှိအရှိပိုင်းမှာလည်းအများကြီးပေးခဲ့တဲ့ချိန်တွေရှိပါတယ်ဒါပေမဲ့ဒိုပဲလေးယောက်ျားအချင်းချင်းလက်ဆောင်ပေးရင်တော့ရှက်မှာပဲဒီလက်ဆောင်ကတော့ဟိုတော်တော်လေးကိုတန်ဖိုးကြီးတဲ့ထက်မှလည်းပါပါတယ်ကျွန်တော်လည်းဒီထက်မကပို့ပြီးတန်ဖိုးကြီးနိုင်တဲ့လက်ဆောင်တွေလည်းပေးဖို့လည်းရည်ရထားပါတယ် ဒီ lesson ကလည်းကျွန်တော်ဟိုအမှုပညာကြီးကလည်းကျွန်တော်ကိုပိုင် person နဲ့ဝေပြီးဝယ်ပြီးတော့ပေးထားခဲ့တာပါအဖေသာအရင်ကြီးပြောသားဆိုတော့မပြောပါဒီလိုပါပဲဘာဖြစ်လဲဆိုတော့အဖေကဒီ lesson သက်ဆိုင်ရင် operation ကိုပို့ပြီးစိတ်ပူနေတာဆိုတော့ဟိုသူလည်းအမျိုးပေါ်ပါပါနဲ့အော်ငါတားလည်းအမျိုး lesson ပေးရသေးတယ်ခံစားတော့ မရနိုင်ပြီဘူးလဲဖြစ်ရင်လည်းဖြစ်နိုင်တာပေါ့နော်တော်မဟုတ်လဲယောက်ျားချင်းချင်းဆိုတာလဲအော်ငါတားလေးတို့လက်ဆောင်ပေးရသေးအရန်ချိုက်တယ်ဆိုတာလဲပြောချင်မှပြောမှာပေါ့နော်ကျွန်တော်တို့ကအဲ့လိုမျိုးသဘောပေါက်ပေါ့အချင်းချင်းပျော်လားမပျော်ဆိုတာသိပါလဲကျွန်တော်ကောင်းကြိတ်လိုက်တယ်ချိန်တယ်โอเคရပြီဟိုကျွန်တော်ဖေက ဟိုရမလာမြောက်ဘောဆိုတာကျွန်တော် surprise လို့ထားပါဘောနော်အဲသူလည်း LLT တဲ့မှာ comment ထားပါဘူးဒါပေမဲ့ကျွန်တော်ပြရတဲ့အချိန်မှာလည်းသူလည်းသဘောကျပါကျသွားပါတယ်အဓိကခုနကကျွန်တော်ပြောထားတဲ့လိုမျိုးကျွန်တော်အဖေကဒီအကြောင်းကိုအရန်ကိုဟိုသူဘဝမှာအရေးကြီးဆုံးနဲ့မြင်ရတယ်ပြောစရာတော့လေသူသူ့ဘဝမှာလည်းတော်တော်လေးကိုအရေးကြီးတဲ့ပုံကိုလည်းသူလည်းဖြစ်တဲ့အတွက်ဟိုရောစရာတော့တရားဟောတိုင်းအဖေကကြားခြင်းနဲ့ဘေးမှာအမြဲတမ်းရှိခြင်းနဲ့ ဟိုဆိုတော့ကျွန်တော်အဖေကကျွန်တော်ကိုဗီဒီယိုခေါ်ရခေါ်ပြီးပါလို့ကျွန်တော်အဖေလည်းပါဝင်စီရှင်တယ်အဲအားကြောင့်ကျွန်တော်ကဖုန်းလေးကိုဗီဒီယိုခေါ်ခေါ်ပြီးတော့ထောင်းပြီးတော့အဖေနဲ့အတူတူကြည့်လို့ရအောင်လေးလုပ်လိုက်ပါတယ်အမေချာရမှာလည်းအဖေကလည်း YouTube ပေါ်မှာ live လေးလွှင့်သွားလို့လည်းမသိဘူးအဲ့ဒီဖုန်းကိုပိတ်လိုက်ပြီးတော့ YouTube ပေါ်မှာပဲဆက်ကြည့်လိုက်တာပါ။ပြီးနောက်မှာမရှိခဲ့ပြီမဲ့လေ။ဘန်ကောက်ကနေတော့အစကနေအဆုံးသို့ထိတော့ပါတော့ပါတယ်။ဒီနေ့အလူပေါ်မှာလောက်ရတဲ့ကျွန်တော်အဖေတို့ရောကျွန်တော်တို့ရောဝမ်းသာပီတိဖြစ်ပါလေ။ဖြစ်နိုင်တော့ဟိုလူအများကြီးနဲ့ကျွန်တော်အဖေမိသားစုနေနဲ့ကျွန်တော်အဖေပါအပါဝင်ပါစေချင်တာပေါ့နော်။ဒါပေမဲ့လည်းနောက်နေ့မှာတော့ဟို လုံနိုင်ပါလေဆိုရင်ယုံကြည်တယ်။နောက်နေ့မှာတော့ပိုကောင်းတယ်လုံချင်ပါလေ။ ဒီနေ့မှာတော့ဒီလိုမျိုးနဲ့တော့ဂျင်းနဲ့အောင်တော့လုတ်သွားအောင်လို့ကျွန်တော်တော့ခံစားရတယ်။ဟိုဟိုအဖေကဘေးနားမှာမရှိခဲ့ပြီမဲ့လည်းအနည်းဆုံးတော့ဟိုအဖေရဲ့ဟိုလုတ်ချင်တဲ့စင်တာလေးတော့ဖြစ်လိုက်ရပါတယ်ဟုတ်လား။ ဒီတီတော့ဖြစ်နေမှာပါကျွန်တော်အဖေကိုဒီကနေဟိုဟာရှိခိုးပါလေအဖေကိုလည်း happy birthday လို့လည်းပြောချင်ပါလေကြီးစုနေတဲ့ပရိသတ်တွေရောဟိုဟာအကုန်လုံးကိုလည်းကြီးစုတင်ပါလေလို့ပြောချင်ပါလေဒီကရည်လည်းအဝေးကနေအကုန်လုံးတာတူးလို့လည်းခေါ်ချင်ပါလေ